ော့ဘာလို့လဲကားလေးကြည့်နေရဟဲ့လားအော်အေးခုမှငါတတိရတယ်ငါကားလေးတတိတော့ဝင်ရှင်ကြောက်ပါလေကားလေးဘိုင်းမောတွေ့ရဟိုက်ဂျက်လေးပဲပေါ့ဟုတ်လားဒီဟိုက်ဂျက်လေးဒီကောင်ကချက်ကြည့်ပြီးပါပေါ့ငါဟိုဟိုက်ဂျက်1004 easy power သူဈေးဘယ်လောက်ပြောလို့လဲဈေးက290ညနေလို့ပြောတာ290ညနေဈေးကတော်တော်တန်နော်ဈေးကတော်တော်တန်နေအေးဒီမှာသူ့ပုံလေးကြည့်နေကြည့်လိုက်ပါဦး ုံလုံးမှာတော့မစိုးဘူးကွာပုံလုံးမှာတော့ဂျော်လေးပါလေးတော့မစိုးဘူးပြောမှာနော်ဂျော်လေးပါလေးကောင်းနေပုံကတန်တန်ကြည့်ရတော့အေးပုံလုံးမှာတော့နည်းနည်း clear ဖြစ်ပါတယ်မမစိုးပါဘူးနော်အားရမေဒီမာလေးစောင်းမိတ်တူကြီးဟုတ်อืมစောင်းမိတ်တူမလို့အဲ့ဒီနဲ့ပြေးပေးတာစောင်းမိတ်တူရှင်နဲ့ရောက်ပါလေဂျူလီယက်တန်တော်ကိုရှင်နေပေါ့ဝယ်လိုက်ပေါ့อืมสาวไม่ดูเวเมซะรู้ชิงเนาะงาอนิเนะซะรู้ชิงเนาะเอ่อตึกพี่รีคอมเมนต์ไม่ไปอู ။ဘာလို့လဲဆိုဆောင်းမိတ်ကြီးတွေကနည်းနည်းလေးဇရားရှုပ်လေกว่าဒီလား။အဲ့လိုမဖြစ်ရင်တော့ကောင်းတယ်။အဖြစ်လာပြီဆိုလို့ရှိရင်အဲ့လိုဇရားတော်တော်ရှုပ်ရမှာပါ။ဘာလို့ဇရားရှုပ်တာလဲချက်ပြပြ။ဘယ်လိုဇရားရှုပ်တာလဲဆိုတော့ကအဲ့ကောင်ကတော့မရှုပ်ရင်တော့ကောင်းတယ်။ရှုပ်ပြီဆိုလို့ရှိရင်ပြဿနာတော်တော်ရှုပ်ရမှာပါတယ်။အဲဘယ်လိုပြဿနာကြီးဖြစ်အဖြစ်များလဲဆိုတော့ကဥပမာမြို့ရတဲ့ကသူ့ကိုယ်ပိုင်ကားမဟုတ်ဆိုနေတော့သူကတခြားတယောက်စီကနေငှားထားတာကားပြီးတော့ဘယ်လိုလဲဒီကားကျန်းထဲမှာသွားပြီးတော့ငါတို့ကအဲကျွန်တော်စောင်းပြတ်သွားပါတယ်ဆိုပြီးစောင်းအပြောက်လျှောက်တယ်လျှောက်ပြီးတော့စောင်းထွက်လာတယ် အဲ့ကျတဲ့ဟာကိုရောင်းစားတာရောင်းစားတဲ့ခါကျတော့မင်းအခုနေတော့ဝယ်လိုက်မယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးမင်းစီးလို့ရနိုင်တယ်ဒါပေမဲ့ဘယ်ကြည့်ရပြဿနာဖြစ်လဲဆိုတော့အဲ့ဒီလူရဲ့ပေါ်တော့ဒီဟားဟားတက်တဲ့ကုန်သွားတဲ့ခါကျတော့ပန်ရှင်ကတောက်လိုက်ရှာတယ်ကျတဲ့ခါကြောက်ရှင်ကမင်းစီမဖြစ်နေရဆိုလို့ရှင်အမင်းအမှုရှင်ရတယ်မယုံရောက်ဒီဖက်ရောက်ဒီဘိုင်းညာပြဿနာတက်ပြီဆိုလို့ရှင်မပြီးရောကွာအဲ့ကမင်းဝယ်လိုက်စီးလည်းမရှိရအောင်အဲ့လိုနောက်ပိုင်းလုံးဝစမပြီးဆိုလို့ရှင်အဲ့လိုကြိုးပြရတာဒီအဲ့လိုပေါ့နော်အရှုံးထက်ပြီးရောင်းရတာမျိုးတွေ ဖြစ်နိုင်တယ်ဒီအကြမလို့တောင်းပေးယူဆိုလို့ရှိရင်အဲငါကိုယ်လည်းမဝေဘူးပေါ့ကွာပြီးတော့အပြင်အဝေးရေဆိုလို့ရှိရင်ကြောက်တယ်တက်တဲ့ကကြောက်ခါနေနေရောကမပေးဘူးရှောင်းတာပူပေါင်းတယ် ခုနကကျွန်တော်တငယ်ချင်းတို့မျိုးပေါ့နော်အဲဈေးကြံနေဆိုပြီးတော့စာအုပ်မိတူတွေကိုဝယ်ဖို့စူးစမ်းနေရေပေါ့နော်ဒါအပြင်ဝယ်ညီကိုရှိရေဆိုလို့ရှိရင်လေတခါတည်းသတိထားရအောင်လို့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလုပ်ပေးတာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်တို့ဒီစာအုပ်မိတူကားတွေကဝယ်လို့မရဘူးလားမေးလို့ရှိရင်တော့မဟုတ်ပါဘူးကျွန်တော်ဝယ်လို့ရပါတယ်ဘလို့မျိုးအချက်တွေကိုစစ်ဆေးပြီးတော့ဘလို့မျိုးလုဆောင်ချက်တွေကိုလုဆောင်ပြီးတော့ကျွန်တော်တို့ဝယ်ရမလဲဆိုတာလေးကိုလည်းကျွန်တော်တပါတယ်ရှင်းပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပေါ့နော်ဒီမိတူပါတဲ့စာအုပ်တွေဝယ်ပြီးဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကမိတူရဲ့တက်တန်းကိုကြည့်ပါဆိုတော့မိတူတက်တန်းကတော်တော်လေးကြာနေပြီ နည်းဆုံး၄၅နှစ်လောက်ကြာနေပြီဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါဝယ်လို့အဆင်ပြေတယ်ပေါ့ဗျာဒါပေမဲ့ဝယ်ရဆိုပြီးမှလည်းဖြစ်တယ်လို့မဝယ်ပဲနေပေါ့နော်ကျွန်တော်တို့ကားကြမ်းနာမှာသွားပြီးတော့စစ်ဆေးပြီးတော့ပို့ဝယ်တာဟိုကောင်းပါတယ်နောက်တစ်ခုကပေါ့နော်လုံနိုင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့သတင်းစာမှာကြော်ညာထည့်ပြီးတော့ဝယ်တာမျိုးဆိုလို့ရှိရင်လည်းပို့ပြီးတော့ကောင်းပါတယ်ခင်ဗျာဘာလို့ကားကြမ်းနာမှာကျွန်တော်တို့ကပေါ့နော်အဲ့လိုဝယ်စစ်ပြီးဝယ်ခိုင်းလဲဆိုတော့ကျွန်တော်တို့ဒီပစ်ကက်တွေမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ရာဇဝင်အဟောင်းတွေရှိရဲ AC ကားတွေမှာဆိုလို့ရှိရင်လည်းရာဇဝင်အဟောင်းတွေရှိရဲပေါ့နော်ကျွန်တော်တို့ကနီနဲ့မှတ်တမ်းဖြစ်ထားတာမျိုးတွေအတိုက်ခိုက်ပါထားတာမျိုးတွေကာလာအယောင်ပြောင်းထားတာ လူတွေပေါ့နော်အဲ့လိုမျိုးတွေကိုသူတို့ကဒီစာအုပ်မိတူထုတ်တဲ့အခါကျလို့ရှိရင်ပတ်စံပေးပြီးတော့တချို့တွေက စည်ရင်ဖြောက်လာမျိုးတွေရှိတယ်ရှိတဲ့ခါကျတော့ကျွန်တော်တို့ဒီစောင်းမှာပါမလာတော့ဘူးဒါပေမဲ့ယာဇဝင်ဒီမှာတော့ကြံခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကကားကျနာမတရားဝင်သွားပြီးတော့အဲ့လိုကားတွေကိုယာဇဝင်စစ်ဆေးပြီးတော့မှာပဲဝယ်တင်တယ်လို့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်တခါတည်းသတိပေးတာဖြစ်ပါတယ်အခုလိုမျိုးပေါ့နော်ဒါကျွန်တော်ပြပြပေးရဆိုတာကြတော့ဒါကျွန်တော်ကားအယောင်ဝယ်လုံနေတဲ့အချိန်အတော်တွေမှာကျွန်တော်တွေ့ကြုံခဲ့တယ်ကျွန်တော်ရဲ့အတွေ့အကြုံတွေကိုနောက်လာမယ်ပေါ့နော်ဒါကျွန်တော်ဝယ်ရောက်ညီကိုတွေပြီးတော့ပေါ့နော်အခုမှကားစပြီးတော့ဝယ်ဖို့စူးစမ်းနေကျွန်တော်ရဲ့ညီကိုတွေအားလုံးကိုအမှားမျိုးမဖြစ်စေချင်လို့ပေါ့နော်ကျွန်တော် share လုပ်ပေးတာပဲဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်လုပ်ပေးတဲ့ video ကနေပြီးတော့နော်ကျွန်တော် ဆိုပြီးပြဿနာတစ်ခုရခဲ့ရဆိုလို့ရှိရင်ကျွန်တော်တို့ yes လို့မှတ်ခဲ့ပြီးလို့ရပါတယ်တစ်ခုခုမေးချင်တာရှိရဆိုလို့ရှိရင်လည်း comment out လို့မှတ်ခဲ့ပြီးလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးအများကြီးတင်ပါတယ်တတာပါကျွန်တော်ကိုချက်ပါခင်ဗျာ